ေဟောင်းတင်မောကြီးတွင်များစွာတည်ရှိတဲ့မြို့အထင်ကရနေရာတွင်ရှေဟောင်းနန်းတော်တွင်ရှေဟောင်းပြားရိုက်တွင်များစွာတည်ရှိတဲ့မြို့မလေးရှားနိုင်ငံရဲ့ရှေဟောင်းမြို့တော်နာမည်ကြီးမြို့တော်ဖြစ်တဲ့မလကာမြို့ရှိ မလာစီစီအေစီရီတူအမပြခီစဉ်တေဝေးဘလော့မင်္ဂလာပါမိုင်းဖူလက်ဘလော့ပိတ်ကနေလူတို့စွာ ပြန်လည်ကြိုဆိုလိုက်ပါရစေ အခုတစ်ခါကျွန်တော်တို့ပေါ်ဆောင်ပို့သွားမယ့်အပတ်ဖြစ်ခီးစဉ်တွေကတော့မလေးရှားနိုင်ငံရဲ့နာမည်ကြီးမြို့တော်ရှီဟောင်းမြို့တော်ရှီဟောင်းနေရာတွေများစွာတည်ရှိတဲ့မြို့တော်ရှီဟောင်းအထင်ကြီးနေရာတွေရှီဟောင်းနာမည်ကြီးနေရာတွေများစွာတည်ရှိတဲ့မြို့ယခုလိုမျိုး foreigner တွေအများစုစိတ်ဝင်စားတဲ့မြို့နိုင်ငံခြားသားအများစု foreigner တွေအများစုလာရောက်စီစီကကစိတ်ဝင်စားလာရောက်နေပတ်တဲ့မြို့ဖြစ်ပါတယ် အဲ့ဒါဆိုရင်တော့ preview blog လေးနဲ့တူအဆုံးထိလိုက်ပါကြည့်ရှုရင်လည်းဗတ်ဖြစ်လိုက်ကြရအောင်။ဟိုတပြေမှာတွေ့နေရတာမနေ့လေးပဲဖြစ်ပါတယ်။ဒီနောက်မှာတွေ့နေရတဲ့ sugar အနားပါတွေရဲ့ဒါကတော့ရှေးဟောင်မျိုးတော်ရဲ့လမ်းညွှန်းစတိုင်ဘုတ်တွေကိုလည်းနေရာတိုင်းမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ select issue တွားလိုက်ကြရအောင်။ဒါကလည်းမာလကာမျိုးရှိ number 3 hotel တွေ number 3 motel တွေညအိပ်ခီးတွေလာရောက်တဲ့ဘက်အပန်းဖြစ်လို့ရတဲ့နေရာတွေ လားဆိုတာသိရှိပါတယ်ကျွန်တော်ကတော့ဘလော့ဘန်အော်ဒီတီကခေတ္တပရိစာရောက်ကိုအောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဘလော့တွေကိုကြည့်ရှုအပ်ပေးသူတယောက်ချင်းညီမကိုကြည့်ပြီးထူးတည်ရှိပါတယ်အဲ့ဒါဆိုရင်တော့ဆက်လက်ရှောက်ပြီးတော့ကျွန်တော်တို့ရှောက်ပါဆက်စပ်လိုက်ရအောင် Let's go လုံးဝလုံးဝနော်မလေးရှားကိုရောက်ရင်တစ်ဖြစ်တစ်နေတွားရောက်လက်ကပ်တင်လေအပန်းဖြေတင်လေတွားရောက်လေးလာခြင်းနဲ့မြို့တရက်ခီးတယ်နဲ့မလောက်တဲ့မြို့အနည်းဆုံး2ရက်3ရက်လောက်ရှောက်တယ်မှသာ နေရာအနှံ့နေရာအဆုံကိုရောက်ရှိနိုင်မဲ့မြို့ဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့မာလကာမြို့စီရှီဟောင်းမြို့တော်ဖြစ်ပါတယ်မလေးရှားရောက်ကျွန်တော်အမျိုးတွေမလေးရှားကတနေချင်းတွေတွားရောက်လေပတ်ဖို့အပန်းဖြေဖို့အကြံပြုပါတယ်လေပတ်တွေမှာဆိုရင်လည်းရှုခဲအလှပတွေဖြူအလှပတွေအရမ်းမှလှပတာရပါတယ်ယခုလိုမျိုးစတေကာတွေယခုလိုမျိုးပတိကလက်ရတွေကိုလည်း လက်ရမြောက်စွာတွေ့မြင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒီခုဆိုရင်တွေ့မြင်ရတဲ့ပတိပိန်လေးရဆိုရင်လည်းမာလကမြို့နေရာအနှံ့ကို၆ပတ်ကြည့်ရှုလက်ပတ်လို့ရပါတယ်။အခါချင်းတွေပြီးပြီးတော့ကိုရန်ကိုကြစီးလို့ရပါတယ်။ဒါကတော့မာလကမြို့ရဲ့တွေ့မြင်ရတဲ့ရက်ွက်အနေထားရှေဟောင်းကျို့ရဲ့ view အလှပတွေကိုအခုလိုမျိုးတောင်ကုန်းတောင်ထိပ်ပေါ်ကနေနန်းတော်ကြီးတွေပေါ်ကနေတက်ပြီးတော့တဝါကြီးကြည့်ရှုခံစားလို့ရပါတယ်။ ဒီမှာဆိုရင်လည်းတွေ့မြင်ရတဲ့နိုင်ငံသားအများစုလာရောက်တဲ့ပတ်သက်ဖို့လည်းတွေ့မြင်ကြရပါတယ်။အကြောင်းမို့ကျွန်တော်တကယ်ကြီးတွေထောက်ထားဖြစ်တဲ့မိတ်ဆွေတွေမရောက်ဖြစ်လို့မကြုံဖြစ်လို့ခိုင်မတွေ့တော့မရောက်ဖြစ်တဲ့ကြင်တွေတ िश ူအပန်းဖြစ်နေရတဲ့ကျွန်တော်ဒီလိုဘလော့တဲဘူးဘလော့အနေနဲ့ရိုက်ကူးပြင်ဆင်ရဝေးပေးလိုက်ခြင်းဖြစ်ပါတယ်။ဘာလကမျိုးကိုရောက်ရင်တော့ဒီဘက်တွင်ပါတဲ့ရှုခြင်းအလပါတွေဒီအလပါတွေလှပတယ်လို့ညဘက်တွင်မှာဆိုရင်လည်းလူတွေစီစီကားကား လာရောက်လည်ပတ်ကြတယ်လို့သိရှိရပါတယ်။ဒါကတော့မလကာမျိုးရဲ့ညွေအလှပရှေးအောင်မျိုးတို့ရဲ့ညွေအလှပနေရာဆောင်ကိုကျွန်တော်ဒီလိုဘလော့ဒါကူတက်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ခြားတဲ့ငွေကြေးမိတ်ဆွေတွေတရှိနေရတယ်လည်းပြန်လည်းမြောက်ကိုရှေးအောင်လုပ်ပေးနိုင်ပါတယ်။မလကာမျိုးကိုရရင်တော့တရက်ပြည့်တဲ့နှစ်ရက်ခေတ်ရင်သုံးရက်ခေတ်ရင်အဲဒါဆိုသွားရောက် လက်ပတ်တင်ပါတယ်။တွားရောက်ညာအိတ်ခီးတဲ့ထွက်တင်ပါတယ်။တကယ်ချင်းအဖွဲလိုက်တွေစုပေါင်းပြီးတော့တွားရောက်လက်ပတ်တင်ပါတယ်။ security လုံခြုံရေးတွေဆိုတာလည်းအပြေအဝရှိတာကြောင့်ဘာမှစိတ်ပူတရားမလိုပါဘူး။ဘာလကမျိုးရှိရှေးအောင်မျိုးတော်ကိုတွေ့မြင်ရတဲ့မြင်ကွင်းအလှပတွေကဆိုရင်တွေ့ရသမျှအဆောက်အဦတွေကတော့ယခုလိုမျိုးစေးကာလအကြောင်းတုံးနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါမှဆိုရင်လေမလကံမျိုးရှိရှေယောမျိုးတို့ရဲ့အထင်ကရအမှတ်တရပစ္စည်းတွေ မတရားလက်ဆောင်ပစ္စည်းတွေကိုလည်းနေရာတိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်။အဲကြောင့်မို့ကျွန်တော်တကယ်ချင်းတွေအများအားအလောက်ကိုင်းထဲမှာပင်ပန်းနေရာတွေအများတန်းစိတ်ဖြစ်စီမှုများနေတာတွေဖြစ်ပြောက်ဖို့ဆိုရင်ယခုလိုမျိုးအပန်းဖြစ်ခီးတင်တွေထွက်လိုက်ပါခီးထွက်လိုက်ပါအဲ့ဒါဆိုရင်တော့စိတ်ချမ်းသာမှုတွေအပြေဝရရှိမှာအမှန်ပါပဲ။ဒါကလည်းမာလကမြို့ရဲ့ရှေးအောင်ဖရာကျောင်းဆောင်တွေယခုလိုမျိုးတွေ့မြင်ခဲ့ရပါတယ်။ စိတ်မအေဂျင်ရင်းကိုလမ်းဆောင်သွားတယ်မယ်မာလကာမျိုးကိုရောက်ရင်တော့ပျော်ရွှင်မှုတွေများစွာတဝါကြီးပိပိဖိုက်ပြီးတော့ပြန်လာခဲ့ရမှာတော့အသေးကြပါပဲတရားဆိုရင်လည်းနေ့လည်းပဲတွေ့ရတဲ့မြင်ကွင်းကတော့စောဒီယာကြောင့်လူနှဲငယ်ပဲတွေ့ရတာပဲဖြစ်ပါတယ်ညဘက်တွေမှာဆိုရင်တော့တိုးလို့မပေါ့ကြိတ်ကြိတ်တို့စီစီကကမိအောင်တော့ကာလာရောက်တော့နေတဲ့အတူစီစီကကလာရောက်လည်းပတ်ကြတဲ့မြင်ကွင်းတွေကိုလည်း များစွာရှိတယ်လို့ကြားသိရပါတယ်ကျွန်တော်တို့ကတော့နေ့လည်တနေ့ကိုပဲလဲပြီးတော့ပြန်ခဲ့တာပဲဖြစ်ပါတယ်မလကံမျိုးရဲ့ရှေးအောင်မျိုးတော်လာဆိုရင်မျိုးတော်ကြီးကကျယ်လုံးလာတဲ့အတွက်တရခီးစင်နဲ့လည်းမလောက်လာပဲအနည်းဆုံး2ရက်3ရက်ခီးစင်မှသာမလကံမျိုးကြီးရှေးအောင်မျိုးတော်ကိုနေရအနှံ့နေရအဆုံကိုလျှောက်လေကြီးရှုနိုင်မှာပဲဖြစ်ပါတယ်ဘိုင်ဘိုင်